quarantine expression ပေါ့နော်ဒါအတန်းတိုင်းမှာဆရာအများန်းတွေ့နေကြဂိန်းန်းလေးနှစ်ထပ်ဂိန်းန်းခေါ်တာပေါ့သူ့စာဝင်ခွဲရင် linear factor နှစ်ခုထွက်မှာအဲ့ဒါကိုဆရာတို့ဘယ်လိုခွဲမလဲဆိုတာလေးကိုဒီအခြေခံလေးသင်ပြမယ်နော်အဲ့လိုသင်တဲ့အခါမှာဒီ idea ကအပေါင်းငိမ့်တစ်ခုကိုစာဝင်ငိမ့်နှစ်ခုခွဲလိုက်တဲ့အခါမှာခွဲတဲ့ factor နှစ်ခုကလက္ခဏာတူတယ်နော်အပေါင်းကြီးပဲလဲရရင်ရမယ်အနှုတ်ကြီးပဲလဲရရင်ရမယ် အနုတ်ကိန်းတစ်ခုကိုစာဝဲကိန်းနှစ်ခုခွဲတဲ့အခါမှာတော့လက္ခဏာမတူတဲ့ဖက်တာနှစ်ခုရမယ်အပေါင်းအနှုတ်သို့မဟုတ်အနှုတ်အပေါင်းเนาะအဲ့လိုအခြေခံခွဲပြမယ်ခုဆရာ a square plus 12a plus 32ကိုစာဝင်းခွဲခြင်းရင်တဲ့သူ့ကိုဘယ်လိုခွဲမလဲလို့မြင်ရင်နံပါတ်1အဆင့်က a နဲ့ c နဲ့မြောက်တဲ့เนาะ a နဲ့ c နဲ့မြောက်ဆိုတဲ့အဓိပ္ပာယ်ကဥမာ collided expression က aa square plus ba plus c သူ့ကိုခွဲခြင်းဆိုတော့အမြဲတမ်းဒီ A နဲ့ C ကိုမြှောက်ပလိုက်မြှောက်ပြီးအဲ့ဒီမြှောက်လက်ကို B ရအောင်ခွဲဒါသူ့ရဲ့အနှစ်ချုပ်ပဲနော်အဆင်ခုဆရာ A နဲ့ C နဲ့မြှောက်လိုက်တယ် plus 32လို့ရတယ်အဲ့ဒီ plus 32ကိုဆရာဒီမှာစာဝကိန်းနှစ်ခုပြန်ခွဲမယ်ခွဲတဲ့အခါမှာဒီလက္ခဏာလေးနဲ့ခွဲမယ်ပေါ့နော်32ကိုပေါင်းရင်အလဲ72ရအောင်ခွဲမယ်နော်ဘီရအောင်ပြန်ခွဲမယ်ပေါ့ 32ကိုပေါင်းရင်ဆနစ်ဆိုဆရာ84လီလို့ခွဲလိုက်တယ်။အဲ့ဒီ84ကလက္ခဏာတူရမယ်တဲ့။ဘာလို့ဆိုတော့ဒီအပေါင်းကိန်းကိုစာဝင်းခွဲတဲ့အတွက်အပေါင်းပေါင်းဖြစ်ခြင်းဖြစ်မယ်။အနှုတ်အနှုတ်ဖြစ်ခြင်းဖြစ်မယ်။အဲ့ဒါကိုဆရာဘလို့တတ်မလဲဆိုဒီအလဲကိုကြည့်လိုက်တယ်။အလဲကလက္ခဏာ plus ဆိုတော့အားလုံး plus တတ်မယ်။နောက် a square ရဲ့ရှေ့ကမြောက်ဖို့ကိန်းအီတာမှုကိုရေးလိုက်တယ်1 1ပေါ့။ဒါဆိုရင် ဆရာတို့ရဲ့ပထမဖက်တာကိုအပေါ်ကနေရမယ် 1x+8 ဆိုတော့ 8+8 ပေါ့ 1x+4 ဆိုတော့ 8+4 အဲ့လိုပဲဒုတိယဂိမ်းတောင်ဆက်ကြည့်မယ်သူလည်းခွဲမဲ့မက်သတ်က a နဲ့ c နဲ့မြောက် b ရအောင်ခွဲအဲ့ဒါဆရာ a ရ1 c ရ24ဆိုတော့မြောက်လိုက်တယ် plus 24အဲ့နောက်ကိုအလဲရ30ရအောင်ပြန်ခွဲမယ်ခွဲတော့ဒီလက္ခဏာလေးနဲ့ခွဲပါမယ်ခုနလိုပဲပေါင်းရင် ်တဆင်ရအောင်ခွဲပေါ့ခုနကတော့ပေါင်းရင်7နှစ်ဆိုတော့8လေးလီခုပေါင်းရင်တဆင်ရအောင်ခွဲဆိုတော့6လေးလီအပေါင်းငင်းကိုခွဲရင်စာဝဲငင်းเนี่ยခုနဆရာတို့ပြောခဲ့တယ်လက္ခဏာတူအောင်တတ်မြင်အပေါင်းပေါင်းတတ်မြင်ဒါမှမဟုတ်အနှုတ်နှုတ်တတ်မြင်ခုဒီမှာရှေ့ကိုအလဲကိုကြည့်လိုက်တဲ့ခါကျတော့ minus ဒါကြောင့်မို့အားလုံး minus ခုနကတော့အလဲက plus ဆိုတော့အားလုံး plus တတ်ခဲ့တယ်ဗောနော်ရှေ့ဆုံးငင်းက a မြောက်ဖော်ငင်းက1 1ပါ ဒါကြောင့်မို့အပေါ်ကဖက်တာက18 minus 18 minus 4ဒါဖက်တာနှစ်ခုရအောင်နော်ဟုတ်ပြီအဲ့လို့ဆိုရင်ဒုတိယဂိဏ်န်တတိယဂိဏ်န်တွေဒါဆက်ခွဲအတူတူပဲမက်သက်က a နဲ့ c နဲ့မြောက် b ရောက်ခွဲဆိုဆရာဒီမှာ a နဲ့ c နဲ့မြောက်လိုက်တယ် minus 18ဒီကကြတော့မြားပြတဲ့အခါအပေါင်းမှုတော့အနှုတ်ဖြစ်သွားပြီเนาะအဲကြနှုတ်ရင်ခွန်ရအောင်ခွဲတယ်เนาะ နှုတ်ရင်ခွန်ရောက်အောင်ခွဲဆိုတော့9နှစ်လီလို့ခွဲလိုက်တယ်။ A နဲ့ C နဲ့မြောက် B ရောက်အောင်ခွဲဟုတ်ပြီ။အနှုတ်ကိန်းဖြစ်တဲ့အတွက်ခွဲထားတဲ့အတွက်အနှုတ်ကိန်းကိုခွဲရင်စာခွဲကိန်းတွေကလက္ခဏာမတူအောင်ထွက် plus minor သို့မဟုတ် minor plus ။အဲ့ဒါဆရာအလဲကိုကြည့်လိုက်တာ။အလဲက plus ဆိုတော့ကြီးတာကို plus နည်းတာကို minus ။ရှေ့ဆုံးကိန်းကခိုင်းလို့1 1မဟုတ်တော့ဘူးတဲ့။3 3လို့လာဖြစ်တယ်။ ဲ့လိုမျိုးမြောက်ဖို့ကင်းဟာဝမ်းတဲ့ကြော်သွားရင်ဆရာတို့ဘေးတိုက်ရင်ကျင်းပလိုက်ပါ3တလီ3သုံးလီဒါဆိုရင်ဆရာတို့အပေါ်ဖတာကဘယ်လောက်ရမလဲမြင်ရင် a plus 3လို့ရမယ်အောက်ဖတာကကြတော့ 3a minus 2ကျင်းတဲ့ဆင်လေးပို့လာနော်နောက်တစ်စုံဒုတိယနောက်ဆုံးစုံမှာလဲဆရာ a နဲ့ c နဲ့မြောက်ဆိုတော့ minus 12 အိမ်နဲ့စီနဲ့မြောက်ပြင်ဆရာကြီးမြောက်လက်ကိုဘီအောင်ပြန်ခွဲမှာအဲ့ကျစနစ်ကိုဒီမှာနှုတ်ရင်အလဲကတစ်ကနန်းရောက်ပြန်ခွဲမှာပေါ့နော်တစ်ကနန်းရောက်အဲ့ကျတော့၄၃လီလို့ခွဲပါတယ်အနှုတ်ကိန်းကိုခွဲတဲ့အခါမှာလက္ခဏာတွေမတူအောင်တက်ပြရမယ်ဖြစ်တဲ့အတွက်ခုလဲဒီမှာမတူအောင်တက်မယ်မတူအောင်တက်တဲ့အခါမှာအလဲကအပေါင်းဆိုရင်ကြီးတာကိုအပေါင်းတက်မယ်ခုအလဲကအနှုတ်ဆိုတော့ကြီးတာကိုအနှုတ်နေတာကအပေါင်းပေါ့ ရှည်ဆုံးကိန်းကဒီမှာကျတော့22လို့ဖြစ်နေတယ်ခုနလိုပဲ1တဲ့ကြော်လာရင်ကျင်းပြင်မယ်ဆိုတော့2တလီ2တလီလို့ကျင်းပါမယ်အဲဆိုဆရာတို့ရမယ့်ဖက်တာတွေက ace minus 2 2a plus 3ပေါ့နော်ချက်ချေကခွဲတာနဲ့ပို့ပြီးတော့စနစ်ကြပါလေပို့ပြီးတော့စဉ်းစားနည်းကိုရင့်တန်းစေပါလေဒီနည်းလေးကိုများများလေ့ကျင့်ပြပါ